ကနေ့နေပြည်တော်တိုက်ခိုက်ခံရမှုကတော့တိုင်းဒါလက်နဲ့ကင်တွေတဲမှာတဖွဲ့ဖွဲ့ကတော့လီချောင်းနဲ့ပတ်သက်တဲ့ကြီးမားတဲ့အရာတခုရရှိသွားပြီလို့တော့ဝေဖန်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်ကိုမှကြီးကြီးမားမားထိခိုက်သွားတာပါ။ဒီကနေ့မှဆိုရင် တပြည်လုံးမှာပွဲဆူနေတဲ့တရင်ကရခိုင်ပြည်တောင်ပိုင်းတစ်ခုလုံးကိုစစ်ကောင်စီကလေချောင်းနဲ့ရောရေချောင်းနဲ့ရောတကယ်ကိုမှဒါစစ်တင်မောကြီးတွေနဲ့ပါအကုန်လုံးပစ်ချလိုက်ပြီးတော့ပြည်သူပေါင်းရာပေါင်းများစွာအသက်အိုးအိမ်ထိခိုက်ကုန်ကြတဲ့တရင်ကတော့ online ပေါ်မှာအယောင်မှာပွဲဆူနေတာပါရခိုင်တပ်တော် AA ဟာဆိုရင်စစ်ကောင်စီကိုအမြင့်ပြတ်ပြီးတော့ဖြုတ်ချနိုင်ဖို့အတွက်လေရရှိဖို့အတွက်စူးစမ်းနေရပဲဖြစ်ပါတယ်စစ်ကောင်စီစီကနေတင်ထားတဲ့လေရင်35စီရှိပါတယ် အခုရခိုင်တပ်တော်အေအေဟာစစ်ကောင်စီကို မြေပြင်ကနေဆိုရင်လုံးဝအမြင့်ပြတ်တိုက်ခိုက်နိုင်မှာမဟုတ်ဘူးစစ်ကောင်စီကရုရှားတရုတ်မြောက်ကိုရီးယားရဲ့အကူအညီတွေအများကြီးရထားပြီးဆိုတော့ရခိုင်တပ်တော်အေအေနဲ့လေအနာဂတ်မှာစစ်ကောင်စီကိုဖြုတ်ချခြင်းနဲ့ဆိုရင်တော့ပြည်လေးချောင်းနဲ့ပတ်သက်တဲ့အရာကြီးကြီးမားမားတခုရရှိထားမှဖြစ်မယ်ဆိုရင်နေထားမျိုးနဲ့ရခိုင်တပ်တော်အေအေကသူတို့ရဲ့အရာရှိတချို့ကို တကယ်ကိုမှကမ္ဘာထိပ်သီးနိုင်ငံကြီးတချို့ရဲ့ ဒါနိုင်ငံတွေမှာသွားရောက်လေးလာစီးပူးခိုင်းတဲ့အကြောင်းလေးသတင်းတွေကတော့အသက်လာနေပေါ့နော်ဆိုတော့ရခိုင်တပ်တော်ရေပေါ်ချုပ်ထွန်းမြတ်နိုင်ငံလေးဒီကနေ့မှာကြီးညာထားတဲ့စစ်ကောင်စီရရွေးကောက်ပွဲမှာတိုင်ခင်မှာရခိုင်တပြည်လုံးဝရရှိဖို့အတွက်ရခိုင်တပြည်နေလုံးဝပုံချွေးပြီးတော့တတ်မှာဖြစ်တဲ့အတွက်အခုကလေးကနေပြည်သူတွေဘေးလို့ရမှာပုံရှောင်နေထိုင်ကြဖို့အတွက်ကြိုတင်ပြီးတော့စားနပ်ရိက္ခာတွေပြင်ဆင်ကြဖို့အတွက်ကိုအရေးပေါ်အသည့်ဘေးလာတာကိုလည်းတွေးရပါတယ် အမတန်မှထိတ်လန့်မှုကောင်းပါလေဗျာရခိုင်တပ်တော် EU ကိုမနိုင်လို့နော်ယူကောက်ပွဲမတိုင်းခင်မှာရခိုင်ပြည်နယ်မှာနော်ယူကောက်ပွဲကျင်းပခြင်းလို့ဆိုရက် အနေထားတစ်ခုတည်းနဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ရခိုင်တပြည်လုံးကိုဘုံချက်တက်တာကလုံးဝမဖြစ်သင့်ဘူးဒီနေ့ချရတာကရခိုင်ပြည်သူတွေပဲဖြစ်တယ်တတော်လေးကိုထိတ်လန့်မှုကောင်းနေပါပြီဗျာရခိုင်ပြည်နေကလူငယ်လေးတွေဟာရခိုင်တက်တော့အေးအေးစီမလေးစစ်မှုထမ်းရနော်ဒါရန်ကုန်ကိုဘက်ကိုရန်ကုန်ဘက်ကိုလာဖို့ကြိုးစားရင်လည်းနော်ဘောသာဆွဲခိုင်ရအစ်ကောင်အစီဘက်ကဘောသာဆွဲရခိုင်တက်တော့အေးကဘောသာဆွဲဒုက္ခကြီးကြီးတွေရောက်ကုန်နေကြပြီဖြစ်ပါတယ်တတော်လေးကိုလေထိတ်လန့်မှုကောင်းနေခဲ့တာပါ ဒီကနေ့မှာတော့နေပြည်တော်မှာကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီတိုက်ခိုက်မှုကတော့ ဒါတိုင်းဒါလည်းနဲ့ကင်တွေတဲကအဖွဲစီတစ်ခုခုကဒါကျွန်တော်တို့လေချောင်းနဲ့ပတ်သက်တဲ့အရာရာတစ်ခုခုကြီးကြီးမားမားရသွားပြီလို့တော့သုံးသက်လို့ရလောက်တဲ့အနေထားမှာတကယ်ကိုမှကြီးမားတဲ့တက်ခိုင်မှုတစ်ခုဖြစ်ကြောင်းဒါပြောဆိုနေကြပြီဖြစ်ပါတယ်။နောက်တဲ့တကူကူကတော့စစ်ကောင်စီရွေးကောက်ပွဲပါစစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ရင်မဲဆင်းတွေကအကုန်လုံးလိမ်လည်မှုတွေဒါဖြစ်ကြောင်းဘူဒလဆွေကထောက်ပြခဲ့တယ်။ဒီကနေ့မှဆိုရင်လည်းပဲနော်ကျွန်တော်တို့စစ်ကောင်စီရဲ့တကယ်ကိုမှလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြစ်ချိုင်ကနေပြီးတော့စစ်ကောင်စီရွေးကောက်ပွဲမှာမဲဆင်းမြောက် ွဲလွဲမှုအင်တာမှာများနေကြောင်းထောက်ပြလိုက်တာဖြစ်တဲ့အတွက်တွင်ထဲမှာတော့အချင်းချင်းစူပူမှုတွေပြောဆိုမှုတွေတောက်လျှောက်ဖြစ်ပေါ်နေရပြီဖြစ်ပါရယ်ဗျာ